တရားဝတ်တဲ့သင်္ကန်းကိုဘယ်သူဝရဲမလဲအထူးချီးမြှောက်ခြင်းလို့ခေါ်တယ်အဲ့ဒီမှာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါရှင်မကန္တဗကတွေးတယ်ဘုသူ့မှာရှင်သာရိပုတ္တရာတို့တောင်ရှင်မောကလန်တို့တောင်ဒီလိုမြတ်စွာဘုရားချီးမြှောက်တာမဟုတ်ဘူးတဲ့သူ့ကိုဒီလိုချီးမြှောက်ခဲ့တာဟာသာသနာအတွက်မျှော်မြင်ပြီးတော့ချီးမြှောက်တာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့ ရှိတော့တဲ့နောက်ဖရာရဲ့သာသနာတည်ရှိဖို့သူခေါင်းပေါ်မှာ သူပခုံးပေါ်မှာရောက်လာတယ်လို့သူခံယူချက်ထားဒါကတခါတခါတန်ခါပရိသတ်ထဲမှာဆိုရင်မြတ်စွာဘုရားကိုနှစ်ထတ်တူပြုပြီးငါမှာရှိတဲ့အယီချင်းတွေကတ္တဝမှာလည်းရှိတယ်ကတ္တဝမှာရှိတဲ့အယီချင်းတွေငါမှာရှိတယ်လို့လူချားထဲမှာထုတ်ဖော်ပြီးတော့ပြောခဲ့ဘူးတယ်အဲ့ဒီပြောတာဟာကိုရောမြတ်နဲ့ထတ်တူထတ်မြတ်နော် တင်ပြီးတော့ပြောတာငါရည်ချင်းနေကတ္တဝါမှာရှိတယ်သူရည်ချင်းနေငါမှာရှိတယ်လို့ပြန်လန်ဒီလိုပြောတာဟာပြောခဲ့တယ်ရှ िख ိကဆရာတွေဟာတပည့်တွေကိုချီးမြှောက်ရင်အဲ့ဒီလိုပြောလို့ရှိကြတယ်အေးငါတတ်သမ ्या သူတတ်တယ်သူတတ်သမ ्या ငါတတ်တယ်ငါနဲ့သူနဲ့တူတူပဲလို့ဆိုတဲ့အတိတ်ပဲမျိုးပြောအဲ့ဒီလိုမြတ်စွာဘုရားဟာရှင်မကတ္တဝါကိုအထူးဝိသေသချီးမြှောက်ခဲ့တာဟာ အမျောအမြင်နဲ့လုပ်ခဲ့တာတဲ့အရှိမြင်တဲ့အနေနဲ့ဘာအတွက်လှုပ်ထားတုံးဆိုရင်ဖရာပြိနိဗ္ဗာန်စံသွားတဲ့နောက်မှာ ရှင်မာကတ္တဗဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုထိမ့်သိမ်းဆော့ရှော့တဲ့ကြီးမားတဲ့အလုပ်ကြီးကိုဥဆောင်ပြီးလုပ်ခဲ့တာအဲ့ဒီဥဆောင်လုပ်ခဲ့လို့ပထမတန်ခါနာတင်တယ်လို့ခေါ်တယ်မြတ်စွာဘုရားဟောသမယတရားတွေအကုန်လုံးစုစည်းပြီးတော့ဖရာပြိနိဗ္ဗာန်စံပြီး၃နာလောက်အကြာမှာစုစည်းပြီး အလုံးစုစည်းပြီးအတိပြုသတ်မှတ်တဲ့ပွဲကိုပထမတန်ဃာနာလို့ခေါ်တယ်။အဲဒီပထမတန်ဃာနာပွဲမှာပထမတန်ဃာနာပွဲကအတိပြုထားတဲ့ကျမ်းစာတွေကိုဘုန်းကြီးတို့တွေကနေ့သိနေခွင့်ရတယ်။အခုလိုကျမ်းနာခွင့်ရတယ်။တရားပွဲတွေမှာတရားနာခွင့်ရတယ်။သင်ယူကြခွင့်ရတယ်။တရားရိပ်သာတွေမှာတရားထုတ်ခွင့်ရတယ်ဆိုတာဒီလိုတည်တည်ချာချာထိမ့်သိမ့်ဆော့ဆော့ခဲ့လို့သာဖြစ်တယ် ဒါအမျော်မြင်ရှိခြင်းပဲလို့သူပြောတယ်။အဲ့ဒါလို့အမျော်မြင်ကြီးမားစွာမြတ်စွာဘုရားဆွမ်းခဲ့တာဖြစ်တယ်။ပြိဋိဘံသံဃာဝင်တဲ့ခါမှာမြတ်စွာဘုရားရဲ့ဓမ္မကိုအလေးထားနိုင်အောင်ရှင်းနနာကိုမှာခဲ့တယ်။ယောအနန္တမယာဓမ္မောသတိတိတော်ဓမ္မောသတိတိတော်ဝိနယောသပညာတော် တောမမစ်စေနာတထငါဟောခဲ့တဲ့ဓမ္မငါပြညတ်ခဲ့တဲ့ဝိနည်းငါမရှိတဲ့နောက်မှာမင်းတို့ရဲ့ဆရာပဲလို့ဒီလိုဆုံးမခဲ့တဲ့တကားဟာဓမ္မဝိနည်းဟာဘလောက်အရေးကြီးတယ်ဆိုတာကိုခံယူချက်တစ်ခုအနေနဲ့ဆုံးမပေးခဲ့တာဖြစ်ခဲ့ဒီအမျော်အမြင်ဟာအလွန်ကြီးမားတယ်ဒီလိုဆုံးအဲ့တော့ပုဂ္ဂိုလ်ဆိုတာကတော့ တက်တန်းကုံလို့ရှိရင်ဆုံးသွားစပြဲပဲသို့တော့သူ့ရဲ့အဆုံးမဆိုတာတော့အကြာရှိစွာတည်နိုင်တယ်ဒါကြောင့်မို့ပုံကိုကို success ဆာခေါ်တဲ့ရာထူးဆက်ကမဲ့ပုံကိုမရွေးပဲနဲ့ဟောပြောခဲ့တဲ့တရားကိုတောင်လေမြတ်စွာဘုရားရဲ့အရာဆက်ခံမှုရွေးချယ်ခဲ့တာဟာကြီးမားတဲ့အမျှော်မြင်လို့ဆိုလိုတယ်ပုံကိုတယောက်ကိုရာထူးဆက်ခံခိုင်းရင်အဲ့ဒီပုံကသူကြိုက်တာတွေလို့ရှေးရတာတွေအကုန်ဖြတ် သူကြိုက်တာတွေလုတ်ပြန်နောက်တစ်ခါပုဂ္ဂိုလ်တရားရွေးလိုက်နောက်ပုဂ္ဂိုလ်ကလည်းပဲရှေးကဟာတွေဖြစ် နောက်ဟာတွေသူကြိုက်တာလုတ်ပြန်အဲ့ဒီလိုနဲ့ပဲဟိုပျက်စီးကုန်ရသော်ဘုရားကအဲ့ဒီလိုပဲဖြစ်အောင်ဟောပြောခဲ့တဲ့တရားတွေကိုပဲဘုရားရဲ့ကိုစားအနေနဲ့ထားခဲ့တာဖြစ်ဒါကို successor လို့ခေါ်တယ်ယာဓုသက္ကံယာဓုသက္ကံဟာပုဂ္ဂိုလ်မဟုတ်ဘူးတရားဓမ္မသာဖြစ်တယ် ဒါမို့ဓမ္မဝိနည်းအရှိမျောမြင်ပြီးတော့ဒီတရားဓမ္မတွေပြောင်းလဲမဲ့ပုံကုမျိုးကိုဘယ်တော့မှခံမထားခဲ့ဘူးတရားဓမ္မတွေသိတာလေဒါကြောင့်မို့တရားသိတာလင်ဖရာနော်ယောဓမ္မပတ္တိသောမံပတ္တိဓမ္မကိုတွေ့မှငါကိုတွေ့မယ်လို့ဒီလိုဟောခဲ့တာမတ္တမအဓိပ္ပာယ်ရှိပေါ့ဒီကနေ့တရားနာနေရရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိရခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဓမ္မဟာ 一起。一一